အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာရုရှားသမ္မတပူတင်က တေခင်းအဲ့ခံသည့်ရင်းပြင်းဒီအောင်ပွဲ280ပြည့်ဂုံပြူကာပွဲနဲ့ညစာစားပွဲတွင်မင်းအောင်လိုင်းကိုနိုင်ငံကြီးများ၏ခေါင်းဆောင်များနဲ့တံတားနဲ့မထိုင်ခိုင်းပဲနောက်တန်းတွင်နေရာချထားကြောင်းသိရပါသည်ရုရှားသမ္မတပူတင်က တေခင်းအဲ့ခံသည့် ဂျင်းပြင်းဒီအောင်ပွဲ180ပြည့်ဂုံပြူကာပွဲနဲ့ညစာစားပွဲတွင်မင်းအောင်လှိုင်ကိုနိုင်ငံကြီးများ၏ခေါင်းဆောင်များနဲ့တံတားနဲ့မထိုင်ခိုင်းပဲနောက်တန်းတွင်နေရာချထားကြောင်းရုရှားအစိုးရနဲ့စစ်ကောင်စီကထုတ်ပြန်သောဓာတ်ပုံဗီဒီယိုမှတ်တမ်းများအရသိရှိရပါတယ်။မေလ10ရက်နေ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံသို့ရောက်ရှိလာသည့်ပြုတ်သမရရှိတင်ပင်အပါဝင်နိုင်ငံကောင်းဆောင်များကိုဂုံပြူညစာစားပွဲနဲ့ကပွဲသို့ဖိတ်ခေါ်ခဲ့ပြီး ရင်းပွဲတွင်အချမ်းမက်စကောင်းဆောင်မင်းအောင်လှိုင်ကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းတွင်နေရာချထားခဲ့ကြောင်းတွေ့ရပါတယ်။ဂုံမြင့်ညစာစားပွဲနဲ့ကာဝဲကျင်းမရာခမ်းမတွင်တရုတ်သမရနှင့်ရုရှားသမရပူတင်တို့ကရှေ့ဆုံးအတန်းတွင်တန်းထဲထိုင်ခဲ့ကြပြီးနောက်ဖက်ကျသောထိုင်ကုန်တန်းတွင်မင်းအောင်လှိုင်နှင့်အခြားနိုင်ငံငယ်များမှခေါင်းဆောင်များကိုနေရာချထားပေးခဲ့ကြောင်းတွေ့မြင်ရပါတယ်။မေလာကူရဲ့နေ့ ရုရှားနိုင်ငံမော်စကိုမြို့တွင်1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ80ပြည့်ချီတက်ပွဲပြုလုပ်ကျင်းပမည်ဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ချီတက်မည်ဖြစ်ကြောင်းသိရှိရပါသည်စစ်ကောင်စီကအပြစ်ရက်တလအတင်ညာပြီးနောက်နောင်ချိုမြို့ကိုအစိတ်ငွေ့ဘုံများတုံး၍လေကြောင်းနှင့် drone တိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများဖြင့်ထိုးစစ်ဆင်ကလေးများပါဝင်ပြည်သူလေးဦးသေဆုံးကြောင်းသိရပါသည် အချမ်းမဲ့စစ်ကောင်စီကအပြစ်ရဲ့တလအကျင်ညာပြီးနောက်နောင်ချိုမြို့ကိုအစိမ့်ငွေဘုံများတုံ၍လေကြောင်းနဲ့ဒရုန်းတိုက်ခိုက်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းများဖြင့်ထိုးစစ်ဆင်နေပြီးကလေးများအပါအဝင်ပြည်သူလေးဦးသေဆုံးကြောင်း TNL ကသတင်းထုတ်ပြန်ထားပါတယ်အချမ်းမဲ့စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့ယာယီအပြစ်ခတ်ရစဲကြောင်းကျင်းပထားတော့လေတောင်ပြည်တွင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဒရုန်းနဲ့လေကြောင်းဖြင့်တိုက်ခိုက်အသုံးပြုခြင်းများကို TNL ကပြောပါတယ်မေလ10ရက်နေ့ မွန်တက်စစ်နယ်အချိန်စစ်ကောင်စီတပ်ကတောင်းတမရော TNL ရှိရာနောင်ချိုမြို့နယ်တရက်ချိုတေးဝါအနီးတယောက်တို့ထိုးစစ်ဆင်လာတော့ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီအမြောက်တပ်9ရက်နေ့ကမေလ10ရက်နေ့နာနက်9:33မိနစ်အချိန် drone ဖြင့်ဘုံးနှလုံးတင်းတကြီး16ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာတရက်ချိုရွာတို့ပြစ်ခတ်တိုက်ခဲ့ကြတဲ့ကြောင်းသိရှိရပါတယ်အလားတူမေလ10ရက်နေ့မွန်လယ်3:00အချိန်နောင်ချိုမြို့နယ်ရာပြင်ကျေးရွာအနီးတွင်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်က ဒရုန်းဖြင့်ဘုံနှလုံးနဲ့လက်လက်ကြီးဖြင့်နှစ်ကြိမ်ရာပြင်ကျေးရွာသို့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမေလာရှိရနေ့ညနေ6:00နာရီအချိန်နောင်လင်ကျေးရွာအနီးတစ်ဝိုက်တွင်လည်းထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစစ်တပ်ကဒရုန်းဖြင့်ဘုံ၈လုံးအစိမ့်ဝင်ဘုံ၅လုံးလက်လက်ကြီးဖြင့်32ကြိမ်နောင်လင်ကျေးရွာသို့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့ပြင်စစ်ကောင်စီတပ်က မေလ၈ရက်နေ့နာနဲ့7:36မိနစ်အချိန် drone ဖြင့်အစိမ့်ဝိဘုံတလုံးကိုနောင်ချိုမြုံနယ် OMD ကျေးရွာသို့လာရောက်တဲချခဲ့ကြောင်းစစ်တပ်ကတောင်လှကျေးရွာသို့လည်းလက်လက်ကြီးဖြင့်18ကြိမ်အစိမ့်ဝိဘုံဖြင့်6ကြိမ်ပိတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မေလ၈ရက်နေ့နောင်ချိုမြုံနယ်တရချူကျေးရွာတွင်မင်္ဂလာဆောင်ကျင်းပနေစဉ်စစ်တပ်ကပိတ်ခတ်သောလက်လက်ကြီးကြီးထိမှန်၍အသက်9နှစ်အရွယ်ကလေးငယ်ပါဝင်ပြည်သူ၄ဦးတေဆုံးခဲ့ပြီး9ဦးဘုံးဆထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ပြည်သူများအနေဖြင့်စစ်ကောင်စီဘုံတင်တိုက်ခတ်မှုများရှောင်ရှားနိုင်ရန်စည်သတိအမျက်ရှိရန်လိုအပ်ပြီးလေကြောင်းရမြကာကွယ်နိုင်ရန်လေကြောင်းရကာကွယ်ရေးဆိုင်ရာနီလာများကိုလိုက်လာဆောင်ရွက်ကြရန် TNL ကတိုက်တွန်းထားပါသည်။ဖားကောင်တို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုဆိုင်းဖန်ရွာနှင့်ကတ်မော်ရွာနီးတွင်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားနေကြောင်းသိရပါသည်။ကချင်းပြည်နယ်ဖားကမြို့နယ်တို့ထိုးစစ်ဆင်လာသောစစ်တပ်နှင့်ဆိုင်းဖန်ရွာကျေးရွာကတ်မော်ကျေးရွာတို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားလျက်ရှိကြောင်း KIA စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။မေလာရှိရနေ့ဖားကမြို့နယ်ဆိုင်းဖျာကျေးရွာတွင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ကအထိနာပြီးကပ်မော့ကျေးရွာသို့ပြန်လည်ဆုတ်ခွာသွားကြောင်းထို့ပြင်ကပ်မော့ကျေးရွာဘုံကြီးကျောင်းတွင်တပ်ဆွဲထားသောစစ်တပ်ကိုလည်း KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားလျက်ရှိကြောင်းသိရပါတယ်။ရှင်းရနေမှာက ဒီဆိုင်ဖာရွာရွာထဲဝင်လာတဲ့စစ်ကောင်စီဖွဲ့ကို KIA KPDF ပူးပေါင်းအဖွဲ့ကစောင့်ကြိုတိုက်ခိုက်တယ်။အဲဒီလိုတိုက်တော့ဆိုင်ဖာကနေကတ်မော်ကိုပြန်ဆုတ်သွားတယ်။ကတ်မော်ဘုံကြီးเจ้าမှာသူတို့ဝင်နေတဲ့အချိန်ကလည်း KIA KPDF ပူးပေါင်းတပ်ဖွဲ့ကတနေကုန်ဝင်တိုက်တာပေါ့။ဝင်တိုက်တော့သူတို့ကအတော်ထိနာတယ်။ဒီသုံးပတ်အတွင်းမှာစစ်ကောင်စီဘက်ကနေအထိကအကြဆုံးများတာပေါ့။တင်ကားတွေ drone တွေလေယာဉ်တွေနဲ့လေကြောင်းကနေတက်ခိုက်ပြီးတော့ထိုးစစ်ဆင်လာပြီးမြဲလေ KIA KPDF ပူးပေါင်းအဖွဲ့ကပိတ်ဆို့တက်ခိုက်တာကြောင့် ုံးပတ်ကြာတဲ့အထိဖမ်းခံကိုမရောက်နိုင်သေးဘူးစစ်တပ်ကအထူးခိုက်အကြဆုံးတော်များနေတယ်ဟု KIA စေတရင်ရင်မြက်ကပြောပါတယ်ထို့သောအထိနာသောအကြမ်းဖက်စစ်တပ်ကကတ်မော်ကြေးရွာနဲ့ဆိုင်းဘရားကြေးရွာတရားကိုမေလ၈ရက်နေ့ညနေပိုင်းတစ်ချိန်ည9:00နာရီကျော်တွင်နှစ်ချိန်လေကြောင်းဖြင့်ဘုံကျဲတက်ခိုက်ခဲ့ပြီး drone လက်လက်ကြီးများဖြင့်ပါပစ်ခတ်လျက်ရှိကြောင်းသိရပါတယ်ဆိုင်းဘရားရွာနဲ့ကတ်မော်ရွာတဝိုက်ကိုစစ်ကောင်စီကလေကြောင်းတက်ခိုက်မှုနေတိုင်းရှိတယ်သူတို့ဘက်ကအထိနာတော့လေကြောင်းတက်ခိုက်မှုကနေတိုင်းလို့တာမေတုံးကလည်းတော်တော်တိုက်ပွဲပြင်းထန်တယ် သူတို့ drone တွေနဲ့ပစ်တာရှိတယ်။လက်လက်ကြီးတွေနဲ့ပစ်တာရှိတယ်။သူတို့ကဒီသုံးပတ်အတွင်းမှာလောဟကြီးရွာကနေကာမိုင်းကာမိုင်းကနေရေကတာအဲ့ဒီကနေနှရရွာနှရကနေကတ်မော်ဆိုင်းဖျားအထိရောက်လာတာပေါ့ဟု KIA စီးရေးတရင်းချင်းတွေကပြောပါတယ်။ကချင်ပြည်နယ်ဖားကမြို့ကိုပြန်လည်ဆိုးမိုးနိုင်ရန်အတမ်းမဲ့စစ်ကောင်စီတပ် ပြီးသူစစ်ရဲအင်အား600ကျော်ဖြင့်တင်ကားနှစင်း drone လက်လက်ကြီးများဖြင့်ကာမိုင်းနိုင်ရာဖားကန်လမ်းပိုင်းမှစစ်ကြောင်းတစ်ကြောင်းဟိုပင်အင်းတော်ကြီးခွေခါလမ်းပိုင်းမှအင်အား300ကျော်ဖြင့်စစ်ကြောင်းတစ်ကြောင်းတို့ဖြင့်ထိုးစစ်နေခြင်းဖြစ်ပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့ကလည်းပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်ဖားကန်ကိုဝင်တဲ့လမ်းကြောင်း3ခုစလုံး KIA KPDF ပူးပေါင်းဖွဲ့ကသိမ်းပိုက်ထားတယ်ဆိုမှုထားတယ်တမခန်ဆယ်စင်းဖားကန်လိုင်း ခိုးပင်အင်းတော်ကြီးဝိခါဖားကန်လိုက်ပြီးလို့ရှိရင်ကာမိုက်နိုင်ရဖားကန်လိုက်လမ်းကြောင်းသုံးခုစလုံးကို KIA KPDF ပူအောင်အဖွဲ့ကနယ်မြေစိုးမိုးသိမ်းပိုက်ထားတယ်ဆိုတော့သူတို့ကဒီလမ်းကြောင်းကိုပြန်လိုချင်တာပေါ့အဲဒါကြောင့်ဖားကန်ဘက်ကအင်အားထောင်ကနားနဲ့မြေပြင်ကရောဝင်ရကပါထိုးစင်နေတာပါဟု KIA စီးတရင်ချင်းမြက်ကပြောပါတယ် ဘာကမျိုးပေါ်တွင်လဲစစ်ကောင်စီတပ်သားများမှတပ်အတွင်း၌နေထိုင်ရပြီးမြို့လွင်းနယ်မြေစိုးမှုမှုမလုပ်ဆောင်နိုင်တော့လက်တလို့စစ်ကောင်စီဘာကမျိုးနဲ့ကစေးပြူဟာကုန်းတွင်စစ်ပြူဟာမှုအသစ်တူကိုရဲအရင်ပြန်ပို့ဆောင်လာကစစ်ရင်အားထပ်တူ၍နေမြေစိုးမှုရေးလုပ်ဆောင်နိုင်ရန်စစ်တပ်ကကြိုးစားနေစေဖြစ်ကြောင်းတည်ရပါတယ်ဗီဒီယိုကို၁၁ကောင်ငွေညှင့်နေတော့မြောက်မြို့မှရဲစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးကိုပစ်ခတ်မှုကြောင့်စစ်ဗိုလ်ပါဝင်စစ်သား၄ဦးတေဆုံးပြီးတနက်၃လက်တင်းစီရမိကြောင်းတည်ရပါတယ် ။စကိုင်းတိုင်းမြောင်မြုတ်နယ်တွင်ပြည်သူများကိုစစ်တေးကဝင်ညှက်နေသောမြောင်မြုတ်မှရဲစခန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပစ်ခတ်မှုကြောင့်စစ်ဗိုလ်ပါဝင်စစ်သား4ဦးသေဆုံးပြီးတနက်3နဲ့သိမ်းဆည်းရမိကြောင်း CDSOM ဗိုလ်ဆက်ကြားစစ်ကြောင်းမှရဲဘော်စမာကပြောပါရယ်။ မေလ9ရက်နေ့ပြည်သူများထံမှစစ်တေးကောက်ဝင်ညစ်နေသောမြောင်မြုံမှရဲစခန်းမှစစ်သား6ဦးကို CDSOM စစ်ကြောင်းနဲ့မဟာမိတ်တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတနိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်သား3ဦးနေရောင်တွင်ပင်လဲကျတေဆုံးကြောင်းဒီထိမှန်သွားသောစစ်ဗိုလ်2ဦးမှလည်းစစ်စခန်းသို့မရောက်ခင်ဒဏ်ရာဖြင့်ထပ်မံတေဆုံးသွားခဲ့ကြောင်းစစ်သား2ဦးမှဒဏ်ရာပြင်းထန်ရရှိကြောင်းသိရပါသည်စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနိုင်ကျော်ကြာတိုက်ပွဲဖြစ်တဲ့စခွေးသုံးကောင်နေရာမှာပဲလဲကျတေဆုံးတယ် ကြီးကြီးတဲ့စစ်ဗိုလ်တွေတော့စကန်နာမရောက်ခင်ဒဏ်ရာနဲ့ထပ်မံတည်ဆုံးပါတယ်။တန်းနဲ့စစ်သားနှစ်ဦးလည်းဒဏ်ရာပြင်းထန်ရပါတယ်။ကျွန်တော်တော်လှန်ရေးဂျဲဘော်တူလက်မောင်းကြီးထိမှန်ဒဏ်ရာရပါတယ်။မဆိုးရင်ရပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MAC တနက်သုံးနဲ့တင်းစီရပါတယ်ဟု CDSOM ဘူဆက်ကြာစစ်ကြောင်းမှရဲဘော်ကရှင်းပြပါတယ်။အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM ဘိုးဆက်ကြစစ်ကြောင်း MRF စစ်ဘိုးစစ်ကြောင်းစကိုင်းခရိုင်တရင်တဲ့နေမြခါပကဖားနဲ့ဇာမနီပြောင်းတက်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပါဗျ။ ရွေးစင်မြုံနယ်ခမရ968တိုင်ရဲ့ဌာနချုပ်တစ်ခုလုံးကို KNLA ပြည်ထက်ပူပေါင်းတပ်ဖွဲ့များကအပြည်သက်တက်ခိုက်သိမ်းပိုက်တရင်ထဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းများစွာရှိနေကြောင်းသိရပါသည်။ဗဟုတိုင်းရွေးစင်မြုံနယ်ညောင်ကျောက်ကျေးရွာရှိခမရ968တိုင်ရဲ့ဌာနချုပ်တစ်ခုလုံးကို KNLA ပြည်ထက်ပူပေါင်းတပ်ဖွဲ့များကအပြည်သက်တက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းပြည်သူ့ကော်မတီတမတော်တောင်ပိုင်းတိုင်းစစ်တီသားမှတာဝန်ရှိသူတို့ကပြောပါသည်။မေလ10ရက်နေ့ညနေ9:00အချိန်ရွှေကျင်မြို့နယ်ခမရ968တပ် တရင်ဌာနချုပ်တခုလုံးကိုတက်ခတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောက်စီတက်ကလေကြောင်းတက်ခတ်မှုများဒရုန်းများဖြင့်တက်ခတ်မှုများဆက်တိုက်လှုပ်ဆောင်နေသည့်အတွက်နေမြင့်ရှင်းလင်းရေးအတွက်ချိန်ယူလှုပ်ဆောင်နေရကြောင်းလက်ရှိချိန်တွင်စစ်ကောက်စီတက်ဖွဲ့မှုများ၏အလောင်းများတရင်ထဲတွင်ပြန့်ကျဲနေပြီးတင်းစီရရှိသည့်လက်နက်ခဲများကိုလည်းစစ်ဆင်နေဆဲဖြစ်ကြောင်းသိရပါသည် PDF စစ်ဆင်ရေးနေမြင့်တွင်စစ်ဆင်ရေးနေမြင့်နှင့် KNL တရင်နဲ့ခုံတို့အပူပေါင်းဆောင်ရွက်တာဖြစ်ပြီးစစ်ခွေးတည်ဆုံမှုရည်တွက်တဲ့လက်နက်တွေရရှိမှုတွေကလည်းအသေးစိတ်စစ်ဆင်နေဆဲဖြစ်ပါသည် ကျင်းနာစောင့်နေရဆဲဖြစ်ပါတယ်အခုသိမ့်မိုက်ရရှိတာကတရင်ဌာနချုပ်တစ်ခုလုံးကိုသိမ့်မိုက်တာပါခမရငါးကိုရှိတရင်တစ်ခုလုံးကိုသိမ့်တာပါကောင်ဝင်းဝန်ကြီးဌာန MOD ကမကြခင်အသေးစိတ်သတင်းထုတ်ပြန်မှုရှိပါမယ်ဟုပြည်သူ့ကောင်ဝေးတပ်မတော်တောင်ပိုင်းနယ်စစ်တီသားမှတောင်ဝင်းရှိသူကဆက်လက်ရှင်းပြပါတယ်စစ်ကောင်စီကတရင်ဌာနချုပ်တစ်ခုလုံးဆုံးရှုံးသွားသည့်အတွက်လက်တလောခမရ9ကို8တရင်တီရှိရာညောင်ချစ်တော့ကြည်ရွာပါဝင်ပဝင်းကျင်ကြည်ရွာမှပြည်သူများမှထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်